3 2 1ဟုတ်ပြီဒီနေ့မနက်3နိုင်ဝင်ခြင်းကထိုးသွားတယ်ဗန်နဲ့လီယန်တို့ရဲ့ပွဲအကြောင်းကိုကျွန်တော်လူရင်းတို့ရှင်လေးပြောပြမယ်နှစ်ယောက်စလုံးကအင်္ဂလန်သားတွေဗန်က fan base ပုံမှန်ဆိုရင်ပိုများရမှာဗျာအခုပွဲကလည်းအင်္ဂလန်မှာပဲထိုးတာကျွန်တော်ထင်တာကဗန်အတွက်ပေါ့နော်ပို့ပြီးတော့တော့မှဒီအားတစ်ခုဖြစ်နေမယ်လို့ထင်ထားတာတကယ်တမ်းထွက်လာတဲ့အခါမှာကျတော့လီယန်ကိုအားပေးတဲ့လူကတော်တော်လေးကိုများတာပါဗန်ထွက်လာတော့ဝိုင်းပြီးတော့ဘူးလောက်ကြတယ်ရှေ့ပွဲမှာပြဿနာတက်ထားတာသိတယ် ဘန်ညစ်တယ်လို့ထင်သွားတဲ့သူတွေကတခွင်လုံးရဲ့85ရာခိုင်နှုန်းလောက်ကိုရှိနေတာပါပြီးတော့ကျွန်တော်တို့မသိသေးတဲ့အခြားအကြောင်းအရာတွေလည်းရှိကောင်းရှိနေနိုင်သေးတယ်မျက်နှာတိတ်ပြီးတော့မကောင်းဘူးမျက်လုံးတွေမှာပေါ်တယ်တက်နိုင်ဆုံးတော့ထိမ့်ပြီးတော့ပြုံးထရှာတယ်ပွဲစားပြီပထမပွဲမှာဘန်ဝေါ်တစ်ကအနေနဲ့လီယန်ကို close range ပေးပြီးဆော့တော့ wallet တွေထိထားတော့အခုတစ်ခါမှအဖြောင့်တိုင်းကပဲအကွက်ဝဲတစ်ခုနဲ့ထိမ့်ပြီးတော့ဆော့တယ် jab ထောက်တယ် right body ထိုးတယ် body ကိုအဓိကထားပြီးတော့တိုက်တယ် ထောက်လက်သီးတွေတောက်လျှောက်ထိုးတယ်ဖလစ်ကာဂျက်တွေထောက်ပြီးတော့ပိုင်ရင်ညာလက်သီးကကတ်လိုက်တယ်လီယန်ကငโกတဲ့ကဂမူရှူတို့ဝင်တက်တဲ့သူမလို့ဒဲဝင်ရင်ဘယ်ဝိုက်တွေဆွဲချတဲ့အပိုင်းကိုတော်တော်လေးဂယူးဆိုက်ရရှာတယ် ဘန်အလားကော့တွေတိတ်ပြီးတော့ပြလို့မရဘူး basic combo 1 2ပဲထိုးပြီးတော့ပြန်ခွာပြီးတော့ဆော့တယ်ဒါတော့ပဲတိုင်းတင်းတဲ့လောက်တော့အလုပ်ဖြစ်တယ်ပရမချီပြီးသွားတယ်ဘန်ဆယ်မဲ့လီယန်ကိုမက်ဒုတိယချီအခွာဝေးကိုမွေတိုင်း block stand နဲ့ပါတိုင်းတယ်လုံးဝအကက်မခံဘူး तू ကတဲဝင်ပေမဲ့သူ့ကိုတဲဝင်လာရင်ပတ်ထွက်ပြီးတော့ trap လို့မရရင်ချက်ချင်း clinch တဲကိုဆွဲချက်ပလိုက်တယ်1 2ထိုးတယ်ပြန်ခွာဆော့တယ်ဒါပဲဒုတိယချီရဲ့10မိနစ်နဲ့18စက္ကန့်မှာလီယန်ကချက်ထောက်လိုက်တဲ့အချိန်မှာကောင်းနာညာဖြောင်းတစ်ချက်ပြစ်ထည့်လိုက်တယ် ်လီယန်ခါထွက်သွားတယ်ချက်ချင်းရတဲ့ခွင်ရီကိုတုံးချပြီးတော့လိုက်ဖိထိုးတယ်ပါဝါဟုတ်တယ်ဆွဲချတယ်လီယန်ကျုံးဝိုင်းတောင်းရောက်သွားတဲ့အချိန်ညာဝိုက်လက်သေးတွေထပ်ပြီးဆွဲချတယ်ဒိုင်ဝင်တားလိုက်တယ်ပွဲပြီးတော့ပြီဗျအဲ့မှာထပ်ညင်းရပြန်ပြီပထမပွဲလေအငင်းပွားပွဲဖြစ်ထားတာအခုစောနေတာဘောင်းစင်ဗျ MMA မဟုတ်ဘူးကစားသမားကလည်းလက်ကလုံးလုံးမကြသေးဘူးကက်ကိုကာနိုင်တော့မယ်တစ်ဖက်ကဖိထိုးနိုင်နေပြီဆိုပေမဲ့မကြသေးဘူး ကြားရင်တောင်မှ message ရေးပြီးတော့ဒုတိယအကြိမ်အခွင့်ရေးပေးတဲ့အခါမှာဒီလိုထပ်ဖြက်မှတာဒိုင်ပွဲရက်တဲ့နေအခုနေထားကဒိုင်ကတားတာစောတယ်လို့မြင်တယ်လီယန်ကမာကိုပြင်းတဲ့ကစားသမားပါရှေ့ပွဲဒီမှာလည်းအဲ့ဒီထက်အထိုးခံရတာတော့မှပြန်ပြီးထလာနိုင်တာလေအများကြီးပဲဆိုတော့ဒိုင်တားတာစောပါတယ်အမက်စင်ရေရင်ရေမရေရင် 5စက္ကန့်လောက်တော့ထပ်ပြီးတော့စောင့်တင်တယ်လို့မြင်တယ်။ဒါကျွန်တော်ရဲ့အမြင်ပါ။မှားကောင်းလဲမှားနိုင်တယ်။ဘန်ဝတိကာကသူ့အနိုင်ရသွားတော့လီယန်ရဲ့အကူလူနီးပြတွေကိုတွားပြောင်လို့ဟိုကပါတော်မှာလှိုင်းရိုက်လိုက်သေးတယ်။တော်သေးတယ်မထီးလို့ထီးရထီးသွားရင်နောက်ထပ်တပွဲအဲကျိုးဝိုင်းပေါ်မှာထပ်ပြီးကြည့်ရတယ်။ပွဲပြီးအင်တာဗျူးမှာလည်းအားလုံးငါ့ကိုဝိုင်းဘူးပြီးလူစိုးပုံစံ ဖြစ်အောင်ပုံဖော်နေလဲနောက်ဆုံးမှတော့ငါအကောင်းဆုံးလေ့ကျင့်ပြီးတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။အခုလိုရလဲပြန်ထွက်တာကသူ့တော်တော်သေးရဲ့ဗျအဲ့လိုမှမဟုတ်ဘူးဆိုတော့တော်တော်လေးကိုတိုင်ပန်းနိုင်ပြီ။နာမည်ကတော်တော်ကျနေပြီ။လီယန်ကင်မရာတို့ဘက်ကလည်းဒီရလက်ကိုတော့သူတို့တိတ်ပြီးတော့မချေနဲ့ပြင်မယ်။ဘာမှတော့တိတ်ပြီးပြောသွားတာတိတ်ပြီးတော့မတွေးရအောင်။โอเคဒါတော့ပါပဲ။ဒီမနက်အခုတင်ထိုးသွားတဲ့လီယန်နဲ့ဘန်ဝေါ်တစ်ကာတို့ရဲ့မချေပွဲ rematch ပွဲကတော့ဒုတိယချီမာနဲ့ပွဲပြီးသွားပါတယ်။ဟုတ်ကဲ့ကျွန်တော်ညောတာပါ။ channel အမှတ်ဆက်ရပါ။တတ်တာ။